ပင်ကပါရှင်ကစ်သစ်ညူမီဒီယာကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဦးဆုံးဘရောင်းတိုက်ပွဲတွင်စစ်ကောင်ရှင်ကအလောင်းမြောင်ဆွဲပြေးရသည်ကိုမပေါက်ကြားရန်အတွက်စစ်သုံးကားကြီးနှစ်စီးဖြင့်အလောင်းတည်ရန်အသင့်ပြင်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်ကောင်မရှင်ထိုးစစ်ဆင်နေသည့်ပဲခူးတိုင်းပရောင်မြို့နယ်ဒေသလုံးတိုက်ပွဲတွင်ထိခိုက်ဒိဆုံးမှုများပြီးအလောင်းများဆွဲပြေးနေရသည်ကိုမပေါက်ကြားရန်အတွက်စစ်တုံးကားများအုံပြုရန်ပြင်ဆင်နေကြကြောင်းသိရပါသည် စစ်ကောင်ရှင်သည်၎င်းတို့လက်လွတ်ဆုံးရှုံးလိုက်ရသည့်လေသာတော်ရှိစစ်ကန်ကိုပြန်လည်ရရှိရန်အတွက်အောက်တိုဘာ6ရက်နေ့မှစတင်၍စစ်ကြောင်းထိုးလာရာအာရခတက်တော်အီတပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားပြီးအလောင်းများဆွဲပြေးခဲ့ရပါတယ်။ကားနစီခေါ်ထားတာကအင်အားပြေဖို့မဟုတ်ပါဘူး။အလောင်းကောက်ဖို့ဖြစ်ပါတယ်။လူမှုကူညီအသင်းပိုင်ရှင်တွေနဲ့အလောင်းတွေတင်လို့သတင်းပေါက်ကြားပါတယ်ဆိုပြီးသူတို့ကားတွေနဲ့အသင်ပြင်ထားပါတယ်ဟုစစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။စစ်ကောင်ရှင်တပ်သည်တိုက်ဆုံတပ်ဖွဲ့ဝင်အလောင်းများ များနဲ့ထိခိုက်ဒဏ်ရာရရှိသူများကိုတည်ဆောင်ရန်အတွက်အနီးနားကျေးရွာများမှလူမှုကူညီရေးကားများကိုအရေးပေါ်အသုံးပြုရာတွင်ပြင်ပသို့တရင်ပေါက်ကြားသည်ဟုဆိုကထိုက်ပွဲအတွင်းမှအလောင်းများကောက်ယူရန်စစ်သုံးမော်တော်ယာဉ်နှစ်စီးကိုအစဉ်အသင့်ပြင်ထားကြောင်းတရင်ရှင်းမြစ်ထံမှသိရပါသည်။ အဆိုပါအလောင်းတယံကားနစ်စည်းကိုအုတ်ရှိပင်တရာစစ်စေးဂိတ်တွင်အသင့်အနေထားဖြင့်ထားရှိထားကြောင်းသိရပါသည်စစ်ကော်မရှင်စစ်ကြောင်းသည်ပြီးခဲ့တဲ့အောက်တိုဘာလ10ရက်နေ့ကဆင်လန်စကမ်းမနေ၍လေးသားတော်ဘတ်တို့ချုံခိုးထွက်ကချုံခိုးထွက်လာရာအေးအေးနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဖွဲ့ဝင်20ကန့်သေဆုံးခဲ့ပါသည်ကျန်သူများကိုဝိုင်းတွဲလျင်ဖြင့်ပုံကျဲပစ်ကူပေးကာကဲထုတ်ပေးခဲ့ရကြောင်းသိရပါသည် စစ်ကောင်မရှင်ကမြောင်ကျိုးစကန်းနဲ့တောင်ကုန်းလမ်းတကြောကိုပြန်လည်ရရှိရန်အတွက်ထုံနှုတ်ရင်အားအလွန်ကျုံသုံးကစစ်ကြောင်းထိုးစရာမြောင်ကျိုးနဲ့တောင်ကုန်းကြားမှာစစ်ကောင်မရှင်တပ်ဖွဲ့ဝင်အစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့ပါတယ်ထို့သို့တိုက်ဆုံမှုကိုဖုံးပြထားပြီးအစိုးမလမ်းကြောင်းမှပြတ်တမ်းသွားလာသူများကိုပါဖမ်းဆီးမှုများရှိကြောင်းဒေတာရင်းတင်းရှင်းမြစ်များထံမှသိရပါတယ် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ဝိုင်းရံပိတ်ဆို့ခံထားရတဲ့နေရီကန်တောင်ပြူအားစကန်ကိုလင်းရင်ပေါ်ကလာချပေးတဲ့လက်နက်ခဲယံနဲ့ရိတ်ခါပစ္စည်းတွေအချို့အေးအေးသိမ်းဆည်းရမိတဲ့သတင်းကိုတင်ဆက်ပါမယ်။ ဝိုင်းရံပိတ်ဆို့ခံထားရတဲ့အတွက်လက်နက်ခေရန်နဲ့ရိတ်ခါများပြက်လက်နေတဲ့မကွေးတိုင်းငပဲမြို့နယ်ဗရန်မြို့အပိုင်းအမ်ဘရန်ရိုးတောင်ကျော်လမ်းပေါ်ရှိနေရီကန်လေးချောင်းရံပြူဟာကုန်းကိုလေရင်ကနေလေဒီတွေနဲ့လက်နက်ခေရန်တွေရိတ်ခါတုတ်တွေချပေးနေရအဲ့ဒီထဲကတချို့အထုတ်တွေကိုအာရခတက်တော်အေကသိမ်းဆီးရမိထားတယ်လို့တင်ပြရရှိပါတယ်မြေပြင်ဒေတာ ဒေတာကံမြေပြင်တရင်ရင့်မြစ်တို့ကပစ္စည်းတွေမချပေးခင်ဂျက်နဲ့ပတ်ဝန်းကျင်ကောလာဖြစ်တဲ့ပေးမ18လေးရင်နဲ့ပစ္စည်းထုတ်တွေကိုချတဲ့တချို့ပစ္စည်းတွေကသူတို့စစ်တပ်ဘက်လည်းကြတဲ့အေအေဘက်ကိုလည်းထုတ်တွေကြလာတာတွေရှိတော့တင်းစီရမိထားတာရှိတယ်ဟုပြောပါရယ်အင်အားရာချီရှိတဲ့လေကြောင်းရန်ကာကွယ်ရေးဗျူဟာစကန်ကိုအာရခတက်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားတဲ့အတွက်ရိတ်ခါနဲ့လက်နက်ခင်းရံတွေပြတ်တောက်နေပြီး ဒီကနေ့အောက်တိုဘာ17ရက်နေ့က Y8 လေယာဉ်နဲ့လက်နက်ကင်ရဲနဲ့စားနေရိတ်ခါတွေကိုလေဒီနဲ့လာချပေးခဲ့တယ်လို့သိရပါဗျ။ နိုင်ရီကန်လေးချောင်းရံကာကွယ်ရေးဖြူဟာပင်မစကန်ရဲ့ကာကင်စကန်ကုန်းကြီးတွေပစ်ကြတဲ့ fighter စကန်ကိုကုတ်ကြီးစကန်ကုန်းတွေကိုအေးအေးနဲ့တော်နိုင်ရေးတပ်ဖွဲ့တွေကဒီရပိုင်းတွေတွင်အောင်မြင်စွာသိမ်းပိုက်ထားသလိုအဲ့ဒီနိုင်ရီကန်ဖြူဟာစကန်ကိုစစ်ကူလာနိုင်တဲ့လမ်းဟောင်းလက်သစ်နှစ်ခုစလုံးကိုအရခတ်တော်နဲ့တော်နိုင်ရေးတပ်ဖွဲ့များကဖြတ်တောက်ပိတ်ဆို့ထားတဲ့အတွက်လက်နက်ခဲယမ်းနဲ့စားနေရိတ်ခါတွေကိုမြေပြင်ကနေပို့ဆောင်လို့မရတော့ဘူးလို့သိရပါဗျာ။ ခုလိုလက်နက်ခဲယံနဲ့ရိတ်ခါတွေပြတ်တောက်နေတဲ့ချိန်လေးမျိုးမှာနေရီကန်လေးချောင်းရံကာကွယ်ရေးဖြူဟာစကန်အနီးဝင်းချင်မှလည်းတိုက်ပွဲတွေနေစဉ်လို့အပြင်းထန်ပြတ်ပွားနေသလိုအကျန်းဖက်စစ်တပ်ဘက်ကအကြဆုံးနဲ့ထွက်ပြေးမှုများလည်းအရဲများတဲ့အတွက်နေရီကန်လေးချောင်းရံကာကွယ်ရေးဖြူဟာစကန်ဟာများမကြာမီအာရခတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်တွေရဲ့လက်ထဲကိုကြားရောက်သွားဖို့နှိကက်နေပြီလို့လည်းစင်ရီလိလာသုံးသက်သူတွေကပြောဆိုကြကြောင်းသိရပါဗျ။ ဆက်လက်ပြီးရခိုင်ဒေသတို့တိုက်ခိုက်နေသောအာဆာနှင့်အာအက်ဆိုအဖွဲ့များကို အပိအမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်ရှိနေသောအရာရှိအချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုထပ်မံတိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပါမယ်။ရခိုင်ဒေသတို့တိုက်ခိုက်နေသောအာဆာနှင့်အာအက်ဆိုအဖွဲ့များကိုအားပေးအမြောက်ပြုနေသည့်ဘင်္ဂလားဒေ့ရှ်ရှိနေသောအရာရှိအချို့ကိုအရေးယူပေးရန် AA ကဘင်္ဂလားဒေ့ရှ်အစိုးရကိုယမန်နေ့ကထပ်မံတိုက်တွန်းလိုက်ပါသည်။ အေကရခိုင်ဒေသတွင် လက်ချံမြို့၃ခုကိုစစ်တပ်လက်အောက်မှာ အလုံးစုံလွတ်မြောက်ရေးစည်ရေးနိုင်ငံရေးနည်းလမ်းများဖြင့်ဆောင်ရွက်နေစဉ်အာဆာနှင့် ISO အဖွဲ့များကဘင်္ဂလားဒေ့ရှ်ရခိုင်နယ်စပ်တစ်လျှောက်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းတို့မှယာယီစခန်းများအခိုင်မာစခန်းများကိုတည်ဆောက်ပြီးရင်းနေရာများမှာရခိုင်ဒေသအတွင်းသို့စိတ်ဝင်ရောက်ကာ AAE လုံခြုံရေးစခန်းများကိုလျှက်တပြက်ဝင်ရောက်တိုက်ခိုက်ခြင်းဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှနေ၍နှောက်ရက်ပစ်ခတ်ခြင်းရန်စားပစ်ခတ်ခြင်းရက်သားများကိုတပ်ပစ်ခြင်းနှင့်ပြန်ပြီးဆွေးချင်းချောက်ခြင်းတို့ကိုယခုရက်များတွင်ပုံမှန်လှုပ်ဆောင်လာကြ ောင်းအီအီကပြောပါတယ်။အော်တိုဘာလ17ရက်နေ့မွန်လွဲ3နာရီချိန်မောင်တော်မြောက်ပိုင်းလေရခွဆုံမှာ တောင်ဘက်မီတာနေရာကအစ္စလမ်လက်နက်ကိုင်ဆေးဦးကဒေသခံဆိုင်ကဲကဲရီမောင်းသူ၃ဦးကိုချုံခိုတိုက်ခိုက်ခဲ့ပြီးတအူးသိဆုံးက၂ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းအာဆာနဲ့အာဆိုအဖွဲ့များမှဘင်္ဂါဒေ့ရှ်နယ်ခြားဆောင်တဲ့ PGB မှအရာရှိတချို့နဲ့ထောက်ခံအားပေးသူတချို့ကထောက်ပံ့အားပေးခြင်းဖြစ်နိုင်ကြောင်းဘင်္ဂလားဒေ့ရှ်ဂျာဖြတ်ဆိုရနေဖြင့်အမြန်ဆုံးထုတ်ဖို့အရေးယူရန် အချိန်မီထိန်းသိမ်းသင့်ကြောင်းအေအေကပြောဆိုပါတယ်။ စက်တင်ဘာ29ရက်ကလေအီကဘင်္ဂါဒေ့ရှ်ဂျာဖြတ်ဆိုရာကိုအတိပေးထုတ်ပြန်ခဲ့ပြီးယခုထပ်မံ၍တိုက်တွန်းကြောင်းဘင်္ဂါဒေ့ရှ်အစိုးရအနေဖြင့်ရေးယူထိန်းချမှုမရှိဘဲဆက်လက်လွှတ်ပေးထားမည်ဆိုပါကနှစ်ဖက်နယ်စပ်တည်ငြိမ်ရေးလုံခြုံရေးဆက်ဆံရေးနှင့်နှစ်ဖက်ယုံကြည်မှုတို့ကိုဆိုးဝါးစွာထိခိုက်လာစေနိုင်ကြောင်း ထို့ကြောင့်အာဆာနဲ့အာအက်ဆိုအဖွဲ့များကဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မှရခိုင်ဒေသသို့ဝင်ရောက်စီးရင်လှုပ်ရှားမှုများကိုအမြန်ဆုံးဟန့်တားပေးရန်ပါဝင်ပတ်သက်နေသောဘင်္ဂလားဒေ့ရှ်နေသားဆောင်အရာရှိဝန်ထမ်းများကိုအမြန်ဆုံးထိန်းချုပ်အရေးယူပေးရန်အေအေကကြေညာချက်ထုတ်ပြန်ထက်မှန်တိုက်တွန်းပါသည်။ဘင်္ဂလားဒေ့ရှ်ဓာတ်ဖြတ်အစိုးရကထိန်းချုပ်မှုမရှိနိုင်ပါကနေဆက်နဲ့အာဆီယံဒေသတွင်လုံခြုံရေးတည်ငြိမ်ရေးတို့ကိုပါချိန်ချောက်လာနိုင်ကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်းချိန်ချောက်မှုဖြစ်နိုင်ကြောင်းအေအေကတိုက်တွန်းထားကြောင်းသိရ ရပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မေစီအမားရွေးမှုများကိုလူမှုကွန်ရက်တွင်အကျဉ်းတဝင်းတင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြည့်ရှင်းကြရန်ချမ်းဖို့ပါတီတွင်ညွှန်ကြားရွေးကောက်ပွဲပုံရိပ်နှင့်စစ်တပ်ဂုံတိုက်ခါတိုက်ခိုက်ဟုဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။ စစ်တပ်ကကျင်းပရန်ပြင်ဆင်နေသည့်ရွေးကောက်ပွဲအတွက်မဲချင်းမှားယွင်းမှုများကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာတွင်အကြိမ်တဝင့်တင်ပြခြင်းမပြုဘဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဖြေရှင်းကြရန်ကျန်းဖို့ပါတီတွင်ညွှန်ကြားလာကြောင်းတန်ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါသည် စက်တင်ဘာလ30ရက်မှစတင်၍အကျန်းဖက်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမဲဆင်းများထုတ်ပြန်ခဲ့ပြီးရင်းမဲဆင်းများတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်အမားရွေးမြောင်များစွာပါဝင်လာခြင်းဖြစ်ပါသည်ထို့သောမဲဆင်းများမှားရွေးနေမှုကို နေပြည်တော်နေမြေတွင်ရွေးကောက်ပွဲဝင်မည်ဘူးလက်လောက်ဆွေက လူမှုကွန်ရက်မှတစဉ်အကြီးကျယ်ဝေဖန်မှုများလှုံ့ဆော်လာပြီးနောက်ချမ်းပေါ်ပါတီတွင် ရှင်းတို့မင်းစင်မှားယွင်းမှုများကိုလူမှုကွန်ရက်တွင်တင်ကျင်းပြောဆိုခြင်းဝေဖန်ခြင်းမပြုလုပ်ရန်ညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရပါသည်မဲစင်ကအမားရင်းရှိတဲ့ဆိုရင်သက်ဆိုင်ရာမြို့နယ်ရိတ်ကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းပြောဆိုလုပ်ကိုင်းမှာ လူမှုကွန်ရက်မှာတင်နာတွေပြောဆိုတာတွေဝေဖန်တာတွေကရဲကောက်ပွဲရဲ့ပုံရိပ်ကိုကျဆင်းစေတယ်ရဲကောက်ပွဲကိုကျင်းပပေးမယ်တမရော်ရဲ့ဂုံတိတ်ခါကိုလည်းထိခိုက်စေတယ်ပေါ့အဲဒါကြောင့်မဲစင်းမရင်ကော်မရှင်နဲ့မှန်အောင်လို့မှန်အောင်စ조사 Facebook မတင်နဲ့ TikTok မတင်နဲ့ Telegram မတင်နဲ့ဆိုပြီးနှုတ်နဲ့ညွန်ကြားလာတယ်ဟုစံခံရေးပါတီသတင်းရှင်းမြစ်ကရှင်းပြပါတယ်ထို့ပြင်တရားရဂိုင်းတို့ပြည်စုံမှန်ကန်သောမင်းစင်းမျိုးကဘာတွင်မရှိကြောင်းထို့ကြောင့်မင်းစင်းမှားရင်မှုမှာပြစ်တတ်သည့်သဘောဖြစ်ပြီးပူပေါင်း ဆောင်ရွက်ညှိနှိုင်းမှုဖြင့်သာမင်းစည်းအမှန်ကိုဆောင်ရွက်နိုင်မည်ဟုကျန်းဖို့ပါတီတွင်ရှင်းလင်းပြောဆိုလာကြောင်းသိရပါသည်အကြံပေးမေအောင်လိုင်းက2020ရွေးကောက်ပွဲတွင်မင်းစင်းများမရွေးမှုကိုအကြောင်းပြ၍ဆင်အာနာသိမ့်ပြီးသမရဦးဝင်းမြေနိုင်ငံတော်၏အတိုင်းမင်ကပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုမတရားဖန်ဆီးထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်ပါသည်